DVB Digital Fast တိုင်းသားလက်လက်ကန်တပ်ဖွဲ့ EAO တွေအနေနဲ့ကိုဖြစ်ချင်တာတွေမပြောဘဲဖြစ်တင်တာနဲ့ဖြစ်နေတာကိုပြောဖို့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောဆိုသွားပါတယ်မတ်လ9ရက်နေ့ကရုရှားနဲ့ဘီလာရုခီးစဉ်ကပြန်လေရင်ပေါ်မှာခီးစဉ်ကိုလိုက်ပါသွားတဲ့မီဒီယာတွေကိုပြောဆိုတာဖြစ်ပါတယ်ပြစ်တော်ကျအခြေခံနေပါပြီ EAO တွေလည်းကျွန်တော်ပြောချင်တာတော့ကိုဖြစ်ချင်တာမပြောပါနဲ့တပ်ဖြစ်တင်တာတွေဖြစ်နေတာပဲပြောဖို့ကောင်းတယ် ူတွေကတော့ဖြစ်ချင်တာတော့လူနဲ့ဖြစ်ချင်တာပဲကျွန်တော်လည်းဖြစ်ချင်တာတွေအများကြီးရှိတာပဲဒါပေမဲ့ကျွန်တော်ဖြစ်ချင်တာဖြစ်ချင်မှလည်းဖြစ်နေမယ်အဲ့တော့ဖြစ်တဲ့တာဖြစ်နေတာပဲကျွန်တော်ခေါ်တာကောင်းတယ်ကျွန်တော်ပြောတယ်ကျွန်တော်တို့ဟလာဒီမိုစီတည့်ကျက်ဒီမိုစီခွင့်ရေးပေးတယ်တရားစမ်းတဲ့ပတ်သက်တဲ့ခွင့်ရေးပေးတယ်အဲကမ္ဘာမှာကြီးလာတာဘယ်ပေါ်မှာကြီးလာအကုန်လုံးကဖျက်တာတဲ့ခွင့်ရေးပဲပုံရတယ်တစ်ခါတည်းခွင့်ရေးဘယ်တော့မှပတ်ပြေးလို့မရဘူးအာတရားသားတွေဘက်ကတော့စဉ်းစားဖို့တင့်တယ်ဆိုတော့ကျွန်တော်ပြောလို့ရတယ်ဗျစစ်ကုန်းဆောင်ရဲ့ပြောဆိုချက်တွေကို မတ်လ၁၇ရက်နေ့ထုတ်သတင်းစာတွေမှာဖော်ပြထားပါတယ်။မြို့သားညီညွတ်ရေးအစိုးရ NUG နဲ့ကရင်မြို့သားစည်းရုံး KNU ၊ကရင်ပြည်မြို့သားတိုးတက်ရေးပါတီ KMPP နဲ့ချင်းမြို့သားတပ်ဦး CNF ကခေါင်းဆောင်တွေရဲ့ပြီးခဲ့တဲ့နှစ်ဘုံသဘောတူညီချက်တွေထဲမှာသက်ဆိုင်သူအားလုံးလက်ခံနိုင်တဲ့ Federal နဲ့ Democracy စနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းရေးထွက်ပေါ်လာတဲ့ဥပဒေနဲ့ညီ Federal Democracy ပြောင်းစုတည်ဆောက်ဖို့ဆက်အနာသိမ်းမှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်ကိုနိုင်ငံရေးမှာပါဝင်နေတာကိုအဆုံးသတ်ရေးစတာတွေပါဝင်ပါတယ်။